ရခိုင်ပြည်တွင်းဖြစ်ပေါ်လျက်ရှိနေတဲ့တိုက်ပွဲတွေကိုတင်းလျှောက်ရင်ခြောက်ဖြူမျိုးမှာခိုးလုံနေရတဲ့စစ်ပေးရှောင်း9000ကျော်အတွက်စိုင်းအခါရီလိုအပ်နေတယ်လို့ရမမီစစ်ပေးကူညီရေးရမမီပရိုက်တာဖွဲ့ကဆိုပါတယ်အဆိုပါဖွဲ့ဟာစစ်ပေးရှောင်းတွေကိုကူညီခဲ့တာနှစ်နှစ်နီးပါးရှိလာပြီဖြစ်တယ်လို့နေ့စဉ်နဲ့အများစစ်ရှောင်းဥယျာဉ်များပြားလာတာကြောင့်စိုင်းအခါလူရဲတဲ့အခါလောင်ကမှုမရှိဘူးလို့လည်းသိရပါဗျ။ရခိုင်တောင်ပိုင်းဒီဘက်ဒေသမှာမြေပြင်အထိုင်တွေနဲ့ကျွန်တော်တို့ ရမမေစပေးချောင်ကုညီရဲ့ရမမေပရိုက်တာအဖွဲတခုပဲလာစဉ်တောက်လျှောက်လုလာခဲ့တာနှစ်နှစ်ကျော်လာပါပြီဒီကာလမှာရံပြဲစပေးချောင်မောင်စပေးချောင်တန်တွဲခွားတောင်ကုတ်စနဲစပေးချောင်ကြောက်ဖြူစပေးချောင်တွေတောက်လျှောက်ကုညီလာခဲ့ပါတယ်အခုတော့ကြောက်ဖြူစနဲစပေးချောင်တွေကိုကုညီလာတာတနေ့ဒီပါရှိလာချိန်မှာတနေ့နဲ့တနေ့ပို့ပြီးတော့တိုးလာနေပါတယ်ကျွန်တော်တို့အဖွဲလည်းအလှူငွေ300ကျော်လောက်ပဲရှိတော့အရေးပေါ်အနေနဲ့ကုညီဖို့အဆင်မပြေတဲ့လူစီစဉ်လိုက်ရတဲ့အခါမှာ9000ကျော်လောက်အတွက်လူတအူးတစ်ပတ်စာ30ဘူး55ဘူးနှုန်းနဲ့ကိုက်ညီနေပါတယ် လောင်းကမှုတော့မရှိပါဘူး။ဒါအပြင်မလာကျော်ပြိုင်စိတ်ကေလိတ်ခမော ကလဘာဆိုင်ချုံအုံတော်ကန်ဒီတောင်မော်ပြင်းဆိုင်ချောင်းတိုင်ချောင်းချောင်းဝါမအူတော်အဝတောင်ဂုံချုံရှိ စပင်းရှောင်းလူဦးရေ၃ထောင်ကျော်ကိုလှဆင်ဆန်ကူညီပေးနေတယ်လို့ဒီဇမလာပိုင်းမှာလည်းမင်းပြင်းစင်းချောင်းဝါမြောင်စင်ပုတ်တိုင်နေရွာမလူရှိတောင်ရေးချုံချောင်းတဲချုံကြွကြွကြောက်ပြောက် ဝနက်ချံပြူးချိန်စတဲ့ကြောက်ဖြူမျိုးနယ်တွေမှာရှိတဲ့ရွာတွေကဒေသခံစစ်ရှောင်လူဦးရေတောင်းချီခံကိုလည်းအများပြည်သူအလွန်ငွေများနဲ့ကူညီလာတာငွေကျပ်3000ကျော်ရှိပြီလို့အဆိုပါတာဝန်ခံကဆက်ပြောပါဗျ။အဝိုင်းများဆုံးပြပြီးစစ်ဘေးရှောင်လာရတဲ့စစ်ရှောင်တွေအနေနဲ့လည်းစားတောင်းရိတ်ခါများမပါလာတာကြောင့်စစ်ရှောင်ကာလအပိုင်းခြားကြလာတာနဲ့အမျှအခက်အခဲများနဲ့ရင်ဆိုင်နေရတယ်လို့တက်ကြီးရွယ်ဦးနဲ့ကိုဝင်ဆောင်တွေအတွက် စေဝါထောက်ပံ့နိုင်မှုအားနည်းနေတယ်လို့သိရပါဗျ။အခက်ခဲကတော့ဆန်ရိတ်ခါစားဖို့ပါမလာကြတော့ဒီဟာကအထက်အခက်ခဲပါ။ကိုဝင်ဆောင်တက်ကြီးတွေကိုစေဝါအတွက်ငွေနဲ့ပဲပေးဖြစ်ပါတယ်။အထက်ကငွေမရှိလို့ပါ။ရှိတဲ့ငွေကိုကြတော့စားဖို့အတွက်ဆန်ရိတ်ခါတွေလုပ်ပေးနေရလို့ပါ။စပေးရှောင်များကိုကုညီစနဲ့အဖွဲ့တွေကိုကုညီပေးဖို့အသက်ရှိနေပြီးလှူရန်လိုသူတွေအနေနဲ့ ဆန်32ပူပါတထောင်ကို12000ကျပ်နဲ့ရမမီစစ်ပေးကူညီရေး Facebook page ကတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်းသိရပါဗျ။